ငွေကြေးချမ်းသာမှအဆင့်တန်းတစ်ခုရှိတာမဟုတ်ပါဘူးနော်ဆိုတော့လူတယောက်ရဲ့အဆင့်တန်းဆိုတာကပါဇက်စည်းကမ်းရှိဖို့နဲ့စာနာနားလည်ဖေးမှအတတ်မှုပါပဲအခုဒီညမှာကျွန်တော်ပြပြချင်တဲ့အကြောင်းအရာပါလဲဆိုတော့ကျွန်တော်မိတ်ဆွေတကယ်ချင်းချင်းကြားထဲမှာပဲဖြစ်ဖြစ်ကျွန်တော်ပတ်ဝန်းကျင်မှာပဲဖြစ်ပေါ့နော်ဒီပါဇက်စည်းကမ်းမရှိတဲ့ကြောင့်လို့တယောက်နဲ့တယောက်မျက်နှာချင်းမဆန်ရဲတော့လောက်အောင်ဟိုတကယ်ချစ်ခင်နေတဲ့လူတွေအဖြစ်ကနေပြီးတော့မှ ဟိုရန်သူလိုဖြစ်သွားတာပေါ့နော်အဲလုံးဝကြည့်လို့မရတော့ဘူးရန်သူလိုဖြစ်သွားတဲ့အဲအချိန်ခါမျိုးတွေထိဖြစ်လာတတ်တယ်ပေါ့နော်အဲ့ဒါကဘာကြောင့်လဲဆိုတော့ပါဇက်စည်းကမ်းမရှိလို့ဖြစ်တယ်တော့ဒါလေးကိုကျွန်တော်ဝေမျှချင်ပါတယ်ဟိုလူတိုင်းလူတိုင်းမှာတော့ဗျာသူသူများကိုသိစေခြင်းနဲ့သူ့ရဲ့ကိုယ်ရေးကိုယ်တာရှိတယ်လို့မျိုးတပားသူကိုမသိခန်းစေခြင်းနဲ့ကိုယ်ရေးကိုယ်တာဆိုတာလည်းရှိတာပဲเนาะအဲ့ဒါကြတော့อืม တချို့ပြဿနာတွေကိုတော့တိခိုင်းစေချင်တယ်လေနော်သူများတွေကိုပြောပြလိုက်တော့မှစိတ်ထဲပေါ်သွားတာမျိုးသူများတွေကိုပြောပြလိုက်ပြီးတော့မှသူများရဲ့အကြံဉာဏ်ရယူတာမျိုးပေါ့ဒါမျိုးတွေလည်းရှိတတ်တယ်လို့မျိုးပဲတော်တော်သိသိဘ누구မှမတိခိုင်းစေချင်တဲ့အဲစိတ်ပန်းဆိုင်ရာပြဿနာတော့လကောင်းတခြားတော့ပြဿနာတွေတော့လကောင်းရှိတတ်တယ်ပေါ့လေနော်အဲ့ကကြတော့အဲကျွန်တော်တို့ကလူသိစင်စေချင်တာရှိတယ်လို့မျိုးမတိစေချင်တာလည်းရှိရတဲ့အတွက်မလို့ပေါင်းတင်ဆက်ဆံရေးနယ်ပယ်မှာတိပေမဲ့အဲမတိအောင်ဆောင်လိုက်ရတယ်လို့မျိုးပဲ တိပိမဲ့လည်းမပြောပဲနေလိုက်ရတဲ့အချိန်ခါမျိုးတွေရှိတယ်။ဒါမိတ်ဆွေအစ်စ်လို့ထင်ရတယ်မိတ်ဆွေအစ်စ်လို့ထင်ခဲ့ရတဲ့လူတချို့ကကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းအရာတွေကိုအတင်းတုံးတဲ့အခါမှာပုံကြီးချိတ်တယ်မှာရှောက်ပြောတဲ့အခါမှာကိုကမတိချင်အောင်ဆောင်လိုက်တာလည်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဟိုကိုကပြန်ပြောလိုက်ရင်လည်းတယောက်နဲ့တယောက်မျက်နှာပြက်เสียအကြောင်းတွေပဲရှိမယ်။တယောက်မျက်နှာကတယောက်ဟို ရင်ရင်ဆိုင်ဖို့မရဲတော့တဲ့ဟာမျိုးတွေပဲဖြစ်လာမှာမလို့ကိုဘက်ကနေတော့မှတီးခံလိုက်ရတဲ့အခါမျိုးတွေလည်းရှိတယ်။ဒါပေမဲ့လည်းအဲ့ဒီခါကျတော့ဟိုကိုယ့်ရဲ့အကြောင်းကိုဟိုတခြားတယောက်ကပုံကြီးချဲ့ပြီးတော့မှပြောလိုက်ပြီးကိုယ့်ရဲ့အကြောင်းကိုတီးသွားတဲ့လူတချို့ကလည်းအဲ့ဒီစကားတွေကိုကြားရတော့မှကိုယ့်ကိုမထိခလုတ်ထိခလုတ်နဲ့ခနဲ့တဲ့တဲ့ရီးတဲ့တဲ့လာပြောတဲ့အခါမျိုးတွေလည်းရှိတတ်ပါတယ်။ဒါပေမဲ့အဲ့ဒီခါမျိုးမှာလည်းဘာမှတုံ့ပြန်တာမျိုးတော့မလုပ်ပါဘူးနော်။ဒါပေမဲ့တီးမခံနိုင်တဲ့တနေ့ပြန်ပြောရင်လည်းတယောက်မျက်နှာတယောက်ကြည့်နေတော့မှမဟုတ်ဘူးလေနော်။ ဆိုတော့မိတ်ဆွေတွေကလည်းရန်သူတွေဖြစ်သွားနိုင်တာ ਉਹ အဲ့ခါကြမလို့တီးခံလိုက်တဲ့အချိန်ခါလည်းအများကြီးရှိတယ်ဆိုလိုချင်တာကဘာကြောင့်မလို့ကျွန်တော်ရဲ့လူမှုရေးနယ်ပယ်မှာကျွန်တော်ရဲ့ပေါင်းတင်ဆက်ဆံရေးမှာ C ဆိုတဲ့အရာကိုမထားကြတာလဲနော်ကျွန်တော်ရင်တော့ဗီဒီယိုဖိုင်တစ်ခုမှလည်းပြောဖို့ပါတယ် C ဘာလို့မထားကြတာလဲပေါ့နော်ဘာကြောင့်လို့ဒီညမှာတော့ဘာကြောင့်မလို့ကိုယ့်ရဲ့ပါဇက်ကိုစီကန်းရှိအောင်မထိန်သိမ်းနိုင်ရတာလဲဆိုတာဒါကျွန်တော်ရဲ့အဆင့်တန်းပါပဲเนาะသူ့ရဲ့လူတယောက်ရဲ့အဆင့်တန်းဆိုတာကသူ့ရဲ့နှုတ်ကိုသူဘယ်လောက်ထိစောင့်စည်းနိုင်လဲ ူရဲ့နှုတ်ကိုသူဘယ်လိုထိစောင့်ထိန်နိုင်လဲဆိုတာကသူရဲ့အဆင့်အတန်းကိုဖော်ပြသွားမှာပါပဲနော်။ဘာကြောင့်မလို့လူတွေကသူတပားရဲ့အကြောင်းကိုပယ်ပယ်နေနေပြောရမှအရသာခံချင်ရတာလေနော်။လူတရားရဲ့အကြောင်းကြီးကိုအားရပါရပယ်ပယ်နေပြောရမှပဲသူတို့ကဘာမှအကျိုးမရှိဘဲနဲ့ဘာကြောင့်လို့ဒီပါဇက်အရသာကြီးပဲခံချင်ရတာလဲပေါ့နော်။ဆိုတော့ငွေကြီးချမ်းသာမှအဆင့်တန်းတစ်ခုရှိတာမဟုတ်ပါဘူးနော်ဆိုတော့လူတယောက်ရဲ့အဆင့်တန်းဆိုတာကပါဇက်စည်းကမ်းရှိဖို့နဲ့စာနာနားလည်ဖေးမအတက်မှုပါပဲဆိုတော့မှ ပါဇက်စည်းကမ်းရှိဖို့အတွက်ဒီဗီဒီယိုလေးအဖြစ်ကျွန်တော်အကြံပေးပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်ပြီးတော့မှာစုံကြတာပါ